အားလုံးပါမင်္ဂလာပါ UK Messi ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion League တက်တဲ့အောင်းနိုင်မင်္ဂလာပါ Arsenal အသင်းကခုတနေ့ကဥရောပ Champion League ပြိုင်ပွဲမှာ Atletico Madrid ကိုကျွန်တော်၄ဂိုးပြတ်နဲ့နိုင်လိုက်တယ်ဒီနေ့ရသည် Champion League မှာ Paris Saint-Germain Inter Milan လိုပဲအထူးသဖြင့် Inter Milan နဲ့ Arsenal ကပေးဂိုးမရှိ clean sheet နဲ့၃ဂိုးလုံးနိုင်ရထားတဲ့အသင်း So ဒီနေ့မှာဒီရသည်မှာ Arsenal ရဲ့ set piece နဲ့ဆွမ်းဆောင်ရည်ကဒီနေ့ရသည်မှာ၁၀ဂိုးတောင်သွင်းပြီးပြီ တောင်ကဘောကလည်းအချိန်ရေးထွက်များတယ်ဒန်ကလရိုက်ဆိုရင်ပြီးခဲ့တဲ့ရာသီကလည်းစပြီးဒီရာသီအထိဆက်ပြီးစီကနေဖန်တီးတဲ့အစ်စ်က10ချိန်ထိရှိပြီကလကအင်ပရူးဗ်မန့်ဖြစ်လာတဲ့ every single department မှာအသင်းဟာအများကြီးတိုးတက်လာတယ်အာချီတာကတော့ long season ဖြစ်တဲ့အတွက် champion supply တွေဘာတွေကိုကောင်းတဲ့မှာလုံးဝမရှိဘူး game by game step by step သွားနေတာဖြစ်တယ်ကျွန်တော်ဟိုတနေ့ကဗီဒီယိုလေးတစ်ခုကျွန်တော်ကြည့်တယ်ဗျာ online မှာတွေ့တာလည်းပါတယ်ကျွန်တော်မှတ်မှတ်ရရကျွန်တော် Newcastle ကိုရှုံးသွားတဲ့ပွဲဗျာ Saint Jesus ဘက်မှာကျွန်တော်2-0နဲ့ရှုံးတယ်အဲ့တော့မိုးရွာတဲ့နေ့ပေါ့ဗျာကျွန်တော် Champions League အိမ်မက်တွေအဆုံးသတ်သွားတဲ့နေ့ပဲအဲ့တော့က every single Arsenal player ကို Arteta ဒေါသထွက်တယ်ငါ Champions League ကစားခြင်းနဲ့ Champions League ဝင်ခွင့်ရတဲ့အပြင်ဖြစ်ခြင်းနဲ့ Champions League ဝင်ခွင့်ရပြီးတော့ ကွန်ပီဖြစ်ချင်တဲ့အသင်းကိုလိုချင်တယ်အဲ့ဒါအတွက်ကြောင့်အရန်ကပဲဖြစ်ဖြစ် first choice ကစားမဖြစ်ဖြစ်အကုန်လုံး contribute လုပ်ဖို့အတွက်သူ့ဘက်ကမျှော်လင့်ထားတယ်ဒီသင်းကိုကတော့တိဆောက်နေတာဖြစ်တယ်ဆိုပြီးတော့လွန်ခဲ့တဲ့၄နှစ်ကပြောခဲ့တဲ့စကားအဲ့ဒီနေ့ကနေအခုချိန်ထိ different team ဖြစ်လာပြီပြောချင်တာကကျွန်တော်တို့ကအဝေးရလာခဲ့ရတာကျွန်တော်တို့ပြောချင်တာစာရဲလဲဆိုတာခုစဲ error မှာ man united အောင်မြင်နေ united ကဂျားတဲ့မှာမျိုးဆက်အရင်ကြီးမကွာပါဘူးအာဆင်ကလုံးဝကိုဒီလိုရောက်ထိုးကြီးဆင်းသွားတာ အဲ့ဆောင်ထိုးရနေအထက်ထားစကန်တဲ့ချိန်မှာဗျဆိုကရာတစ်တို့ဒါဗစ်လူးဝစ်တို့ချိန်ပါတို့မူစတာဖီတို့ဒီကစားမတွေနဲ့သူဖြတ်သန်းခဲ့ပြီးတော့ပထမရာသီမှာသူအာဖရိကယူတယ်ပတ်မရ तू ကအဆထွက်ခဲ့တဲ့က तू ကခံစစ်ကိုအရင်ပြင်ချင်တဲ့တွေ့ရအိုက်တုံးက3ဘက်ပြောင်းခဲ့တာအာဆန်ပိသက်ဆိုကောင်းကောင်းသိတယ်ကျွန်တော်အဲ့3ဘက်စစ်စံနဲ့ Aisley Miller Nice ဆိုဟတ်တန်ဘာလင်တို့နဲ့ကျွန်တော်တို့အာဖရိကယူခဲ့တာတိုက်စစ်ရတော့အဘမင်းက main ပေါ့ဗျလက်ခဆက်အဘမင်းက Nicola Pappe ဟတ်တဘယ်လာရဲဒါပေမဲ့အဲ့အတင်းကနေအခုလက်ရှိမှာဥရောပ ားရဲ့ scary အသင်းဖြစ်ကိုပြောင်းလဲနိုင်ပြီသူစပြီးတော့အာထက်တာအာစနယ်အသင်းက Champion League စပြီးတော့ဝင်ခွင့်ရတဲ့အချိန်ကနေစပြီးသူတို့အိမ်ကွင်းမှာနှစ်ပွဲပဲအမှတ်ရောတယ်တပွဲက Bayern Munich ကို quarter final မှာ တူတူတည်ကြတယ်မနစ်က PSG ကို semi final မှာ1-0နဲ့ရှုံးတယ်ကြံတဲ့ every single game နဲ့မှာအာစနယ်ကပေးကိုတော့မရှိဘူးအိမ်ကွင်းမှာ73ပွဲကစား71ပွဲနိုင်တပွဲတည်တပွဲရှုံး ဒါပါလဲဆိုတော့အများကြီးတိုးတက်လာတဲ့ဥရောပရဲ့ e-light level ကိုကျွန်တော်တို့မရှိဘူးကျွန်တော်တို့ကျွန်တော်တို့မှာ supply မရှိဘူးဒါပေမဲ့ဒီသင်းဟာရန်ကိုတိုးတက်လာတဲ့အချက်ပဲဆိုတော့ဒီနေရာမှာဟိုတနေ့က Yorkress နဲ့ပတ်သက်လို့ Arteta ပြောတဲ့စကားတခုရှိတယ် Victor Yorkress ကိုကျွန်တော်တို့ twin goal တွေတည်းမျောလင်းထားပေမဲ့ Victor Yorkress ကြောင့်ကျွန်တော်တို့ play ဟာတတော်ကြီးကိုခြောက်သွားတယ်ဆိုတဲ့အချက်အရင်တော့က full back တွေက wide position ကလည်းအထဲကိုဝင်တာဖြစ်ပေမဲ့ Victor Yorkner ရောက်လာချိန်မှာ full back တွေက wide position မှာပဲထားထားတယ်။အဲ့ထားထားတဲ့အတွက်ကြောင့်မဖြစ်သွားလဲဆိုတော့ ခိုးဘက်ကကစားမတွေကလည်းတောင်မန်ကိုထွက်ထွက်နေတဲ့အခါမှာစန်တဘက်နှစ်ယောက်တည်းကိုပဲ isolate လုပ်ထားလိုက်တယ်။အဲ့သူတို့ရဲ့ဖူဘက်နဲ့စန်တဘက်နှစ်ယောက်ကြားတဲ့ space ကိုကျွန်တော်တို့ extra ရှိတဲ့ queen လည်းက rise to make memory တို့ od ကတို့တခြား a0 ကဝင်ဝင်တဲ့အခါမှာဘာဖြစ်ဆို arsen ဟာပူပြီး space ပူရတယ်။ yokres က up and down စန်တဘက်နှစ်ယောက်ကိုအလုပ်ပေးတာ။ အဲ့ဘာဖြစ်လဲဆိုတော့အတင်းကချောင်းလာတယ်။ Okay Victor Yokres ဒီအတီမှာ၅ကိုပဲတွင်းထားတယ်။ Premier League ၃ကိုချန်ပီယံလိဂ်၃ကိုဒါပေမဲ့၉ပွဲစတိုက်၉ပေါက်ပြောက်တဲ့ကစားမတစ်ယောက်ရှိတာပေါက်ကွဲတန်။ဒီခါလေးကြရင်ဇတိုက်၉ပေါက်ပြောက်နေပဲ၉ရရင်ဇတိုက်ရတာ။အဲ့ဆိုတော့ तू အိုက်ဂျူးဒိတ် over ဂျူးဖြစ်နေရကနေအခုဆိုရင်၂၉ရရသွားပြီ။ So ၉နောက်၉တွေအတွက်၉ရှေ့မှာအရင်လို1 by 1ရတာတို့အပိုင်ချက်စီကို तू ကောင်းကောင်းတွင်းနိုင်တော့မယ်။ confident level တခုပြန်ဆောက်လာနောက်တစ်ခုကဒါအဒီကောင်နေ set piece ပဲကစားတာပါ long ball fc corner fc ဘာညာဟိုတနေ့က jamie ohara ကျွန်တော်တို့ပြောပါတယ်အာ arsenal က premier league ကိုဖျက်ဆီးနေတာ fluent ဖြစ်တဲ့ကစားကွက်ကိုဖျက်ပြီးတော့အပျော်တမ်းအဆင့် dan league staff တွေကို premier league ကိုယူထားအခုက arsenal တသိန်းနဲ့မဟုတ်အသင်းတိုင်းကလက်ပစ်ပေါ်ပစ်တယ်အသင်းတိုင်းကထောက်ကပ်ပေါ်ကန်တယ်အသင်းတိုင်းက free kick ကန်တယ် ဒါပေမဲ့ကျွန်တော်တို့ကပူကောင်းအောင်လုပ်တာဗျာလက်ပစ်ဘောတော့ကျွန်တော်တို့မကောင်း brandfo ကအကောင်းဆုံးပဲဒါပေမဲ့ပြောချင်တာအသင်းတိုင်းလုပ်နေတဲ့အလုပ်ပဲဗျာသဘောတရားကဒေါင်ကံဘောကန်တာလည်းအသင်းတိုင်းလုပ်နေတာပဲဒေါင်ကံဘောလက်ပစ်ဘောပြစ်တာလည်းအသင်းတိုင်းလုပ်ပစ်တံဘောကန်တာလည်းအသင်းတိုင်းလုပ်တာပဲလက်ပစ်ဘောကလွဲရှင်ဒေါင်ကံဘောနဲ့စပ်ပြီးကိုကျွန်တော်တို့ကပူကောင်းအောင်လုပ်တာဗျာရှင်းရှင်းလေး ဲ့တော့သူတို့ကမနာလိုပြီးတော့အာဖြစ်တယ်ညာဖြစ်တယ်အခြားပြည်သက်တွေဘာတွေတော်တော်များများပေါ့ဗျာကျွန်တော် UK မှာဆိုပို့အစိုးဆုံးဒါ SAP FC Stoke City ဒါ Corner FC ဘာညာနဲ့ပြောနေကြတာဒါပဲပြောချင်တာကမင်းတို့လည်းရတဲ့တောင်းကံပေါ်မင်းတို့လည်းရတဲ့ free kick ကိုမင်းတို့ကိုယ်တိုင်မင်းတို့အသုံးမချပဲဂိုးဖြစ်မပြောင်းနိုင်ပဲကျွန်တော်တို့ကဂိုးဖြစ်ပြောင်းရအောင်မကဘူးတဖက်ကန်းကောင်းလုံးနဲ့အချက်ကိုတို့ကမနာလိုတဲ့အတွက်ကြောင့်အာဒီကောင်တွေကဘလုံးရသားကိုဖျက်ဆီးပါတယ်အာဆယ်ရဲ့ဂိုးတော်တော်များများရဲ့40%လောက်ကဆက်ပြီးစေခါရတာဒါကလက်ခံမယ် ဒါပေမဲ့ပြောချင်တာကကျွန်တော်တို့ကလူများတွေ80 80ပဲရတယ်ထားပါတော့ဘာသာရက်တစ်ခုအနေနဲ့ပြောမယ်ဗျာကိုသွင်းတာဘာသာရက်တစ်ခု player ဘာသာရက်တစ်ခုခန်းစစ်ကစားတာဘာသာရက်တစ်ခု set piece ဆို corner တော့ဘာသာရက်တစ်ခုဆိုကျွန်တော်တို့ကအဲ့ခုနပြောတဲ့ down gun ball တို့ set piece ဆိုမှာအဲ့ကျွန်တော်ကဂုံတုထွက်အောင်လုပ်နေတာဗျာကိုတော်အောင်ကိုလုတ်တာကိုတော်အောင်ကိုလို့ကိုရကိုကန့်သွင်းတဲ့နေရာမှာလဲကျွန်တော်တို့ပူကောင်းပူကောင်းမယ်ဟာလန်းဆိုဗျာကိုသွင်းတေးချတဲ့ဘက်မှာဂုံတုထွက်တယ်ကိုမကောက်ရှာမှရှယ်အဲ့လိုပုံစံမျိုးဗျာ တယောက်နဲ့တယောက်နဲ့မတူကိုတာတဲ့ကို subject မှာကိုအသားကြီးပါပဲဆိုတော့ every single way က legally ပဲဘလုံးမှာထောင်းကံဘောကကိုသွင်းကိုမပေးဘူးတို့စပိကကိုသွင်းကိုမပေးဘူးတို့ဟာထားပါလို့ကိုသမားကိုသွားကာလို့နောက်ခံလူတွေကိုရှုပ်ရှက်ခါလို့အဲ့ဒါကလေပညာပဲကျွန်တော်ပြောချင်တဲ့သဘောတရားဘာလဲဆိုတော့ကျွန်တော်လဲ fluent football attractive football champagne football ကြိုက်တာပဲကျွန်တော်တို့ကအဲ့လိုလုံးလုံးကြီးမကစားတာလည်းမဟုတ်ကစားတယ်ပွဲတိုင်းကိုကျွန်တော်တို့ကစိုးမိုးတယ်ကစားတယ်ဟိုကိုမရရင်တွင်းလိုက်ကျွန်တော်ရှင်းရှင်းလေး အဲ့ဒါကိုမထွေးတဲ့ဘွယ်မှာကျွန်တော်တို့ကိုပိတ်ကန်လို့မရလို့ဖွင့်ကန်ရင်ခိုးပြတ်သွားမယ်။ပိတ်ကန်တဲ့အသင်းတွေကိုပိတ်ကန်တဲ့နီးနဲ့အဖြေရှာမယ်။ဖွင့်တဲ့အသင်းတွေကိုဖွင့်တဲ့နီးနဲ့အဖြေရှာမယ်။ရှင်းရှင်းလေးပဲ option တွေအများကြီးရှိတယ်။အဒီကောင်နေစပ်ပြီးချင်းတွင်းပါရဲဆိုအဲ့ဒါမင်းတို့ရအောင်လေ့ကျင့်လေ training မှာအလကားတက်တီစပ်ပြီးကိုတကူအတွက်ကစားမတယောက်ရဲ့ movement တွေကစားမတယောက်ရဲ့ idea တွေကစားမတယောက်ကအသင်းအချရာပြီးတဲ့ strategy ကိုအပြည့်အဝနိုင်တာဖို့ training မှာအချိန်ပေါင်းမြောက်များစွာဘယ်လောက်လေ့ကျင့်ထားလဲ။ အလကားတသက်ကန်နေမဟုတ်ဘူးရှင်းရှင်းလေးဒန်ဂလိုရိုက်ခရော့ထောင်မယ်ဂါဘရီယယ်ပြေးလာပြီးတိုက်မယ်ဒန်ဂလိုခရော့ထောင်မယ်ဂါဘရီယယ်ပြေးလာပြီးဖန်တီးပေးမယ်အဲ့ဒါတွေကကန်ကောင်းတာလည်းမဟုတ်ဘူးပြီးတော့အမားကြောင့်ရတာလည်းမဟုတ်ဘူးဒါပဲလုပ်မယ်ဆိုတော့လူတိုင်းသိတယ်ဒါပဲလူတိုင်းမတားဆီးတာအဲ့ဒါမင်းတို့ညံ့တာသဘောတရားအဲ့ဒါသူတို့ညံ့တာသူတို့ညံ့တာကိုသူတို့ညံ့တယ်လို့ဝန်မခံဘဲနဲ့အာစနယ်က ချီတင်လုံးနေတယ်စကန်လုံးနေတယ်ဆိုပြီးတော့ပြောနေကြတော့ကျွန်တော်ရည်ကျင်လို့သဘောတရားရှင်းရှင်းလေးတောင်းကန်ပေါ် free kick ဒါလက်ပြပေါ်အားလုံးဟာ legal part of the game ပဲအဲ့ဒီထဲမှာကျွန်တော်တို့ကပူထူးချင်အောင်ပူလုတ်ပြီးတော့ပူကိုရသွားတာရှင်းရှင်းလေးတကယ်လို့ပြဒန်လူကြီးကထားပါတော့ကိုကစားမကကိုသမားကိုနှောက်ရှက်တာဘာညာတွေကိုလုံးလို့ရှင်သူတို့ဆုံးဖြတ်မှာသူတို့ဒီကိုဟာ legal ပေါ့ဘူး illegal ဖြစ်တယ်ဆိုသူတို့ဘီယာရှိတယ်ဗျ cancel လုပ်မှာဒါမဲ့ပြဿနာက ဒါလူကြီးတွေတခြားသူတွေက legal ဖြစ်တယ်လို့ယုံကြည်တဲ့အတွက်ခွင့်ပြုနေတဲ့အချိန်မှာတခြားသူတွေကအာဘာဖြစ်တယ်ညာဖြစ်တယ်နဲ့ဆရာဆရာကြီးတွေကပြောနေအခါကျရင်လေကျွန်တော်တို့ကအဲ့လိုမျိုးဖြစ်လေကျွန်တော်ပုံတော်သဘောကျတယ်ဘာလို့သဘောကျလဲဆိုတော့ကျွန်တော်တို့ကဖြစ်နိုင်ရင်အဲ့လိုဆက်ပြီးစီပဲနေတိုင်းသွင်းသိချင်တာအမပူပြီးတော့သူတို့ကကြေကွဲရမယ်ခံစားရမယ်နာကျင်ရမယ်ဒေါသပူထွက်မယ်အဲ့ဒါကိုပူကြိုက်တယ်တနှုံနှုံနဲ့ဒေါသထွက်တာလေးကိုသဘောကျတယ်ဒါပဲ တနှုတ်နှုတ်နဲ့သဘောသားထွက်လာဒီကောင်းလေးလုတ်တော့မယ်လို့ပြောပြီးလုံးလုံးသွားတာအဲ့ဒါခံလိုက်ရတယ်သဘောတရားရှိရှိနဲ့ကျွန်တော် movement မှာတော့အဲ့တုန်းကမမရကျွန်တော်တို့အဆောင်နေတော့ကျွန်တော် movement မှာကြောင်းသွားတက်တဲ့အဆောင်နေတော့တခိုးတွေကအရန်ခိုးတာဗျအဲ့တုန်းကအဝတ်စားကိုချချပြီးတော့ကျွန်တော်တခိုးခိုးမှလည်းသိတယ်အဲ့ကောင်ခိုးဖို့တခိုးကိုဖမ်းဖို့ကျွန်တော်တို့အကြိမ်ကြိမ်အဝတ်စားတွေထုတ်ထုတ်ပြီးလှမ်းပြီးတော့တခိုးကိုထောင်ဖမ်းတာတခါမှမမိဘူးတခိုးပဲခိုးသွားတယ်ကျွန်တော်အဝတ်စားတွေကုန်ကုန်သွားတယ် တရက်လည်းမဟုတ်ဘူးနှစ်ရက်လည်းမဟုတ်ဘူးသုံးရက်လည်းမဟုတ်အဲ့ကောင်ကလေသလားမင်းနဲ့စပိန်လည်းခိုးတယ်အဆောင်တိုင်းမှာရှိတဲ့ចောင်းသားတွေရဲ့စပိန်စပိန်တော်မှာတော့၁၀သီးလောက်ရှိရင်အကောင်းဆုံးစပိန်ကအလေပါဆိုအဲ့အလေကဘိန်းမခိုးရတာကျန်တာတွေမခိုးပြောချင်တာအရန်တော်တယ်ကျွန်တော်ပြောချင်တာတိတိကြီးနဲ့ဒီကောက်ထောင်ဖန်းနေပါရက်နဲ့ရအောင်ခိုးတာတဘောတရားရှိလေကျွန်တော်ဆက်ပီးစကကောင်းပါတယ်ဆိုတော့တိတိနဲ့ဒီကောင်းလေးတွေ့မယ်မတို့ဘလို့ပိတ်မယ်ရအောင်တွင်းသွားတာအဲ့ဒါပညာပဲကျွန်တော်ပြောချင်တာက ်ဘယ်အရာဆိုကိုလုတ်တဲ့အရာတခုကိုကျွမ်းကျင်အောင်လုတ်ခြင်းအဖြစ်ပြိုင်ဘက်တီဒေါသထွက်ကြမုန်းစရာဖြစ်လောက်အောင်ကောင်းတာရှင်းရှင်းလေးကျွန်တော်ပြောတဲ့ corner fc sub fc စတုံ cd ဘာညာကြိုက်တာပြောအတုံခဲပဲအဓိကကအာစနယ်ချန်ပီယံလမ်းကြောင်းပေါ်မှာရှိမယ်ချန်ပီယံအာဒီကောင်ဒီချန်ပီယံလိမ့်လည်းမရဘူး အရင်တော့အတိတ်တွေလာမပြောနဲ့အခုလောလောဆယ်အကုန်လုံးကပစ္စုပန်ကိုလမ်းလျှောက်နေကြတာကြီးပဲကျွန်တော်ပြောချင်တဲ့သဘောတရားက okay အတိတ်ပါအတိတ်တွေကိုကြည်ပြီးတော့တာယာရင်ဆက်တာယာပြဿနာမရှိဘူးကျွန်တော်တို့ကရှေ့ကိုဆက်သွားမှာချန်ပီယံလိရတာဖြစ်စေမရသည်ဖြစ်စေရှေ့ဆက်နေမှာပဲကျွန်တော်တို့ကဘသူမှငါအရင်တော့ချမ်းသာခဲ့ပါတယ်ဆိုတဲ့အောင်မြင်မှုတွေယူတတတပြောပြီးတော့အခုလက်ရှိမွေးနေတာတပုံကြီးပဲ သဘောတရားရှင်းရှင်းလေးကျွန်တော်ပြောချင်တဲ့အဓိကအချက်ကအဲတော့ကျွန်တော်တို့ဘော jealous ဖြစ်တဲ့လူတွေရှိမှာပဲတခုခု Arsenal လို့ရင်အငြင်းတန်း complaint တက်တာအဲ့ဒါဒီနိုင်ငံမှာနော်အင်းမြန်မာနိုင်ငံမှာလည်းမဟုတ်ဘူးဒီနိုင်ငံမှာလည်းညပြတွေဘာတွေညာတွေအကုန် complaint တက်နေတာ Arsenal တခုခုလှုပ်လို့ထူးထူးခြားခြားလုပ်နိုင်ပြီဆိုရင်အငြင်းတန်း complaint တက်တယ်ဒီကောင်တွေ anti football ဘာညာဘာညာဘာညာ anti football တခြားအသင်းလုပ်ရင်ဘာသာမှမထွက်ဘူးကိုယ်အသင်းလုပ်ရင် anti football ဘာညာအဆုံးပဲဒါအက်ဒီဘာလေးအဆုံးပြောတယ် don't care ပဲအဓိကက သုံးမှတ်ရမယ်ကိုယ်အသင်းကိုကိုနိုင်မယ် အဲ့လိုမျိုးနာနာချင်းချင်းခံခံခံစားမှုလေးတွေကိုပြိုင်ပတ်တီကိုအပတ်စဉ်ပြီးပြီးတော့ပွဲတိုင်းသုံးမဲ့ယွင်ပိုးတော်ကောင်းသေးတယ်ကိုကသုံးမဲ့ရပြီကောင်ကိုပြောရှင်နေပြန်မဲ့ကောင်တွေကတော့ကိုတသားသားနဲ့ဒေါသထွက်ရင်းနဲ့ကြံခဲ့တာအားရပိုးသဘောကျတယ်ဆိုပြောချင်တာကအာစနယ်ဟာပိုးတောင်တင်းလာတဲ့အသင်းပို့ပြီးတော့ကြစ်လက်လာတဲ့အသင်းပို့ပြီးတော့ဒီစပလင်ပိုးကောင်းလာတဲ့အသင်းအခု၁၂ပွဲကစားပြီးပြီ၉ပွဲကလင်းရှိရတယ် ဒါဟာအာဆန်တင်းတို့အကောင်းဆုံးခွင့်ရပဲမန်ချက်စတာစီးတီးရအဓိက challenge ဖြစ်နိုင်တယ်လီဗာပူးကလည်း all the way ရှိနေဦးမှာပဲဥရောပမှာဆိုကျွန်တော်တို့ထက်ပိုကောင်းတဲ့ Paris Saint Germain တို့ Bayern Munich တို့အသင်းတွေရှိတယ်ဘာပဲဖြစ်ဖြစ်ဒီဟာဒီဟာအထက်ထားအတွက်အပြောင်းလဲတွေအများကြီးကနေ landing kala ကနေဖြည်းဖြည်းချင်းတိုးတက်လာပြီး step by step ရောက်လာဖို့အချိန်ကျလာပြီးတော့ကျွန်တော်တို့ထင်တယ်ဒါကျွန်တော်အမြင်ပေါ်လေအားလုံးကျေးဇူးတင်ပါတယ်